တော့ညီလေးရှစ်တစ်ခေါက်မှာဆိုတော့ဒါအိမ်မက်ဒီမက်တော့နော်ဒီတော့အိမ်တော့မက်ဒီလာပြောလို့ပါဟုတ်အမက်တရားဖြစ်တော့ရှစ်တစ်ခေါက်ကဒါအိမ်မက်မက်လာအလဲထိုးပြီးတော့နိုင်တယ်လို့မက်တယ်ပေါ့နော်တကယ်လိုလာတော့အလဲထိုးခံရတာပြင်းပြဒီခေါက်မှာရောဒါအိမ်မက်ကောင်းနေရှိပြောပြပါဦးဟောအဲဒီတစ်ခါတော့အာထွန်းမင်းနိုင်ပြောတယ်လို့ပဲဟိုကဒီတစ်ခါအိမ်မက်မက်အနိုင်ပဲဆိုတော့ဒီတစ်ခါအိမ်မက်အလဲမက်မက်တော့ဟောမဲဘူးပြဘလူမက်လာပြောလို့ အရင်ပွဲလာပေါ့အရင်ပွဲအော်ဒီပွဲတော့ဗာအိမ်မက်မမမက်ဘူးဗျာဟောအားကြောင့်မနိုင်ဟောဟောအဲ့တော့ဒီရေစုံဒီလေးဝမ်တာပီတီစကားလေးပေါ့လို့ဝမ်တာနေဝမ်မှာပထမဆုံးနိုင်ပွဲရခဲ့တယ်ဆိုတော့ပြည်သက်တွေလာပေးကြတယ်ဆိုတော့ဟောအာအာဒီပွဲမှာကျွန်တော်အာကျွန်တော်ပထမပွဲမှာကျွန်တော်ရှုံးသွားတယ်အဲကြောင့်ဒီပွဲကတော့ ဘာဖြစ်ဖြစ်ကျွန်တော်နိုင်မှအဆင်ပြေမယ်ဆိုပြီးမှကျွန်တော်အကောင်းဆုံးစ조사ခဲ့တာ조사ခဲ့တာဗျပြီးရင်ပရိသတ်တရားလဲကျွန်တော်ဝိုင်းပြီးဝိုင်းဝိုင်းပဲအပီကြလို့ကျွန်တော်အခုလောအနိုင်ရရှိခြင်းဖြစ်ပါတယ်ဗျဟုတ်အာပွဲအတွက်ကောပွဲမှာရောခက်ခဲခဲ့တာအဲဂျူဝိုင်းနေမှာဟောဟောသူတော့ငါပွဲထိုးတယ်တပွဲပဲတော့ရှုံးဝဲရှိတယ်ဆိုတော့ တူတော်တော်ကောင်းနေမာလဲမာတယ်ကျွန်တော်သူ့တလုံးကောင်းဆောက်ပြီးထိုးတာတော့သူတလုံးကောင်းတော့ချီတော့ချီတယ်မကြောက်သူအရန်မာလဲမာတယ်ကောင်းလဲကောင်းတယ်ဗျာအာပရိသတ်တွေကတော့ဟိုဟာနောက်ောက်ဖြစ်စေခြင်းနေကြတာနော်ဟုတ်ဟုတ်ဟုတ်ကဲ့ဗျာကျွန်တော်ကျွန်တော်လည်းအကောင်းဆုံးသူ့အလဲထိုးခြင်းပဲမဲ့အလဲထိုးခြင်းပဲမဲ့သူလည်းအရန်မာတယ် ဂျပန်ဆိုစိတ်တက်လက်မာတယ်။ဟောကျွန်တော်မြန်မာလိုရဲ့စိတ်တက်ပိုင်းလက်မာတယ်။ဒူဝဲလက်တို့မာဆိုကျွန်တော်တို့အလဲမထိုးနိုင်ခဲ့ရ။အဲ့တော့ဒါဟိုကြည်နေပြိတ္တတီဆိုဘာပြောချင်တာရှိလဲ။ဟောကျွန်တော်ကျွန်တော်ခုလိုဟောဝိုင်းပြီးအော်ဘီကြတဲ့ပြိတ္တာလုံးကိုကျွန်တော်ဂျေဆုတရားနေ့ဂျေဆုအထူးရဲ့တင်ပါတယ်။နောက်ပွဲအတွက်လဲနောက်ပွဲဒီအတွက်လဲကျွန်တော်ဝိုင်းဝီအော်ဘေးကြပါအောင်လို့ပြောချင်ပါတယ်ဗျ။ ဲဟောက်တင်းဘောဒီကနေ့ပွဲစဉ်အတွက်ပေါ့ဟုတ် game plan အနေနဲ့ဒီจุดတင်ပြင်ဆင်ထားတဲ့ဟာကဒီကနေ့ပွဲစဉ်မှာတကယ်ပဲအလုပ်ဖြစ်ခဲ့တာပါဘောเนาะပြီးတော့ဒီကနေ့နိုင်ပွဲအတွက်အဓိကအနေနဲ့ပြောရမယ်ဆိုရင်ဘယ်အချက်ကတန်ကြီးလေးဟာလေးအနိုင်ရရှိစေလာမလဲကျွန်တော် ကဟောဒီလေးကိုအနိုင်ရရှိစေတဲ့အချက်ကဘယ်အချက်ဖြစ်မလဲ။အော်အာဒီကတော့ကျွန်တော်ဆရာရဲ့ပြင်တွန်တင်ပြင်မှုပြင်ပြင်ကျွန်တော်လည်း training ကောင်းကောင်းလုပ်လာခဲ့တယ်။အဲ့ဒါကြောင့်ထင်ပါတယ်။ဟုတ်။အဲ့ဒါကြောင့်ကျွန်တော်နိုင်ရတော့တယ်။အဲ့တော့ဒီပွဲစဉ်မှာဟိုဒီလေးကျူတင်စီစဉ်ထားတဲ့ဒီ game plan အတိုင်းဒါအလုပ်ဖြစ်ခဲ့လား။ဒါဘယ်လိုမျိုးအခြေအနေရှိခဲ့လဲ။ဒါနဲ့ပတ်သက်ပြီးပြောပြပေးပါ ဟောကျွန်တော်တို့တော့တွေးလုံးနေကောင်းတယ်တို့တလုံးထဲမထိုးအ ਨੇ ဆုံးနှလုံးတော့တို့ထိုးတယ်ပြီးရင်သုံးလေးလုံးထိုးတယ်အဲ့ဒါကြောင့်သူသူ့ရဲ့တို့ထိုးရင်ကပ်ပွင့်ပေးမှာဝန်လာဝန်ထိုးတတ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဆောင်းဆောင်းဆောင်းထိုးမယ်လို့ဟောပြီးရင်တတောင်နဲ့ဆောင်းရိုက်မယ်တတောင်လက်တီနဲ့ဆောင်းဆောင်းပေးထိုးမယ်အဲ့လိုတော့ game plan ချထားတာအလုပ်ဖြစ်ခဲ့ပါတယ်ဗျဟော တော့ညီလေးဒီဘွဲစဉ်အတွက်မတော်ဟုတ်ပြင်စင်ချင်းဘလောက်ရခဲ့တယ်ဒါနဲ့ပတ်သက်ပြောပြဟုတ်ကျွန်တော်ပြန်အာဘွဲပြင်စင်ချင်းတော့တော်တော်တလောက်ကျော်တလောက်ကျော်တလောက်ကျော်ကျော်ရှိရဗျသူဟုတ်ဟုတ်တော်တော်အချိန်ရခဲ့ရဗျအဲ့တော့ဒီပြင်စင်တဲ့အပိုင်းပါဆိုဘယ်အပိုင်းကိုအဓိက target ထားပြီးတော့မှပြင်စင်ခဲ့တယ်ပေါ့နော်ဒါညီလေးပြင်စင်တဲ့အပိုင်းမှာဒါ ဒီအတင်းဖော်တွေဒီဆရာတွေဖြစ်ဆရာတွေပေါ့နော်ဟုတ်ဒါဘယ်လိုဒီကဒါညီလေးကိုဒီပွဲစီမှာအဓိကအနေနဲ့ဒါပေါ်ဝင်ပြီးတော့မှပံ့ပိုးပေးပြီးခင်တယ်လေပေါ့နော်ဒါလည်းပတ်သက်ပြောပြောဟောဒီပွဲအာအတိကတော့ကိုဖြိုးဝေပေါ့နော်ကိုဖြိုးအခုကအာကိုဖြိုးဝေကိုလည်းကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်သူဒီအထီးရောက်အောင်ဆွေးခေါ်လာပေးတယ်ပြီးရင်ကိုကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ ဒီပွဲစဉ်အတွက်ပေါ်တော့ဒါပြန်ဖက်ရဲ့ဒီဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးနေလေဘယ်လိုမျိုးအမှတ်ချက်ပြုချင်တယ်လဲဒါသူ့ရဲ့ဆွမ်းဆောင်ရည်ဒီကနေ့မှာဆိုတော့ပြောမယ်ဆိုရင်ဟွာဒီလိပြောသူလို့တွဲလုံးလေးကြီးကောင်းတယ်ဟုတ်အဲ့တော့အမှတ်ရယူမှုစနစ်မှာသူတော့မစိုးလို့ပြောလို့ရတယ်အဲ့တော့ညင်းဒီကနေ့ဒါပွဲချင်းကက်သွားတာကသူတော်တော်လေးဒါမှန်ကန်မှုရှိမလို့ပညာပါတယ်လို့ပြောပါတော့เนาะဟုတ်ဟုတ်ဒီဒုတိယအချိန်မှာဆိုဒီလေးဒါနီးကက်တောင်ရဲ့ချက်တွေဝင်တယ်ပေါ့เนาะဒါက ဒီจุတင်စီစဉ်ထားတဲ့တာဂိမ်းပလန်ပါဒါနဲ့ပတ်သက်ပြောလို့ဟုတ်ဟုတ်တယ်ဗျာကျွန်တော်သူကသူကဝန်ထိုးလာရင်တော့သူကလက်တီကြတတ်တယ်တွေးလုံးနေထိုးရဆိုတော့အဲ့ဒါကိုကျွန်တော်ဆောင်းပြီးမှတတော်ရိုက်မယ်ပြင်မဟုတ်ရင်ကျွန်တော်ထိုးမယ်အဲ့လိုတော့ game လင်ချထားရဗျာဟုတ်ဒီဝဲစီမှာချီမီကန်ချက်နဲ့ဒီ spinning back kick ကန်တော့လည်းပေါ့ဟုတ်အဲ့ကဒီ ပွဲစဉ်မတိုင်ခင်ကနေအဲ့ဒီအပိုင်းကိုအဓိကဦးတည်ပြီးတော့မှပြင်ဆင်ခဲ့တာလားတော့ဟုတ်ရင်ဒီပွဲစဉ်ကိုကျွန်တော်ရောက်တဲ့အချိန်မှာတုံးလာလားဒါနဲ့ပတ်သက်ပြီးအထူးတလဲတာပြင်ဆင်ထားတာလည်းရှိလားအသေးစိတ်လေးဒါပြည်သက်တိရှိပါအောင်ပြောလေးပေါ့ဟောပဲဟောချိန်ကတော်တော်လေးကောင်းနေတဲ့ချုံဟောဟောဒီနေ့ဘက်ကတွေပေါ့နော်ပြည်သက်တွေအတွက်ပြောမယ်ဆိုတကယ့်ကိုဒီ surprise ဖြစ်စေတယ်ပေါ့နော်မထင်မှတ်ထားတဲ့အချိန်မှာသူတို့ခြေမိကန်ချက်တွေတိတိမိမိကန်လာခဲ့တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီး ကျူပြင်ဆင်ခဲ့တာလားပွဲမှာပဲကျူတုံးခဲ့တာလားဒါနဲ့ပတ်သက်ပြောပြောအော်ကျွန်တော် training မှာ legend legend ခဲ့တာပဲကျွန်တော်အော် training မှာ legend ပွဲပွဲထဲမှာရောက်လို့ရောက်ပြီးတုံးမယ်ဆိုရင်လည်းတိတ်မတတ်ရတော့တော့ဟွာအပြင်မှာ training စနေချင်းကျွန်တော်ကောင်းကောင်း legend လာခဲ့ရပါဗျ ဒီညီလေးပြိုင်ပါကတော့ဗောနော်ဘုရားမြန်မာဖိုင်တာတက်ပိုင်အောင်လည်းထိုးပြီအော်အဲ့တော့အဲ့ဒီပွဲကိုကြည့်ပြီးတော့လေညီလေးပြင်ဆင်ခဲ့ရတာဒီပွဲမှာကြည့်ပြီးတော့ညီလေးသူ့အားနဲ့ချက်တွေတွေ့လို့ရရင်ကိုဘလို့ထိုးရမယ်ဆိုတဲ့အပိုင်းလေးဒီမျိုးဖိတ်လာခဲ့လေးဗောနော်အော်ဟုတ်ဟုတ်ဟောသူတက်ပိုင်အောင်နဲ့ထိုးတဲ့ပွဲကြီးလည်းကြည့်တယ်ပြင်သူသူထိုးတဲ့ဟိုဝမ်းမှာထိုးတဲ့သူငါးပွဲစလုံးသူရှုံးတဲ့ပွဲလည်းကောင်းကောင်းကြည့်တယ်ဒီသူနိုင်တဲ့ပွဲလေကျွန်တော်ကောင်းကောင်းကြည့်ခဲ့ရဗျ။ဟုတ်ပါပြီ။ ီတော့ဒီလေဂျပန်ဖိုင်တာနဲ့နှစ်ပွဲဆက်ထိုးပါတော့နော်ဟုတ်ပါမှာဂျပန်နဲ့ဒီဂျပန်နဲ့ဂျာရီကွာဆိုတာဘာဖြစ်မလဲညာအဲဂျပန်ဖိုင်တာနဲ့ပဲဒီလေထိုးရတယ်လေပမာဘွဲမှာလည်းဂျပန်နဲ့ပဲထိုးရတယ်ဒီဘွဲမှာလည်းဂျပန်နဲ့ပဲထိုးရတယ်ဒါပေမဲ့သူတို့နှစ်ယောက်ဂျာထဲမှာပေါ့နော်ကဘာတွေကွာသွားတာလဲဒီတိုင်းဘွဲရောက်သွားတယ်ဆိုတော့လေဟုတ်ဩอืมဘယ်လိုလဲနှစ်ယောက်စလုံးတော့ကောင်းပါတယ်ပထမ ကျွန်တော်နဲ့ထိုးတဲ့တယောက်လည်းတော်တော်ကောင်းတယ်ကောင်းတယ်ဗျာပြင်အခုဒါနီဆူးလည်းသူလည်းတော်တော်ကောင်းတယ်ဗျာဟုတ်တယ်ဒီပွဲမှာပေါ့နော်အခုတော့ဟိုကြောက်ခူးကြရတခုတွေ့ရပါမလားဒီလေးကနောက်ပိုင်းလေးမှာနည်းနည်းလေးနှေးတော့ဟုတ်ကြွားလာတော့ဟုတ်တယ်ဂုံဂုံတော့ဟုတ်တယ်ဗျာဂုံတော့ဆောက်ခါစားဝိတ်ဝိတ်ချရတာရပါ ဟုတ်ဟုတ်မယ်ထင်တယ်ဗျ weight မချရင်တော့ training ရတော့တော်တော်ယုံနိုင်တယ်ဟုတ် weight လည်းတော်တော်ချလိုက်တော့ပါမယ်ထင်တယ်ဟုတ်ဟုတ်ပြီလေအဲ့တော့နောက်ဆုံးအနေနဲ့ပေးသက်ကိုပါလိုက်မယ်ပြည့်တယ်ဟုတ်ကျွန်တော်အော်အခုလောကျွန်တော်တပန်းအာ no နိုင်ပွဲအအရှုံးကနေနိုင်ပွဲပြန်ရတဲ့အတွက်ကျွန်တော်အရန်ဝမ်းတာပါတယ်ကျွန်တော် ရိသတ်အော်ဘီတဲ့အတွက်ကြောင်းလဲကျွန်တော်အနိုင်ရတာဖြစ်ပါရဲ့။နောက်လဲကျွန်တော်ဝမ်ဘီအော်ဘီကြောက်ပါအောင်လို့ပြောချင်ပါရဲ့။ဒီနေ့ဒီ1 championship မှာထိုးနေတဲ့နာမည်ပေါ့နော်။ဟာ။ clean on ဆိုတဲ့နာမည်ကဒါနာမည်အရင်းလာတော့မှမဟုတ်ရင်ဒီ1 championship မှာပွဲထိုးတဲ့ချိန်မှာတုံးတဲ့နာမည်လား။အညီလေးရဲ့နာမည်အရင်းရှိမယ်ဆိုတဲ့ဒါပြတတ်ပေါ့။အတိရှိအောင်မိတ်ဆက်ပြီးပေါ့။ ဟုတ်ဟုတ်ဟုတ်ကျွန်တော်ဇာတိဟောနာမည်ဟောပြည်စုံပြီးဆက်ပြီးပါဘူးတချို့ပြည်သက်တွေတော်တော်များများကဒီဟာလင်းအုံတွေရောအုံတွေရောဖြစ်နေအမျိုးမျိုးဖြစ်နေဘူးဟာလည်းပါတယ်နည်းနည်းလေးရှင်းလင်းတော့ပြောပြပေးချင်ဟုတ်ဟုတ်အာကျွန်တော်ဒီဟာလင်းအောင်ကတော့ကျွန်တော်ကျွန်တော်ဟိုလူမျိုးနာမည်ဖြစ်တဲ့ကျွန်တော်နာမည်ရင်းလက်ဖြစ်တဲ့တော့ချင်းလူမျိုးချင်းမော်နော်အာအဲနာမည်ဖြစ်ပါရဗျ ကျွန်တော်ကျွန်တော်နာမည်ရင်းမြကျွန်တော်မွေးလာကြရမဲ့ပေးထားကြတော့ဗျာဟုတ်အော်ချင်းလေးကြတော့ကျွန်တော်ရောရလက်ဝေးထိုးတော့ဟောကလောင်နာမည်နဲ့အော်ချင်းလေးနဲ့ထိုးတာဗျာဟုတ်ဟုတ်ကဲ့ဗျာတကူလာပြီအဲ့ညီဒီဝမ်းမှာထိုးခဲ့တဲ့မြန်မာဖက်ဒါရရှိမှလေကိုယ့်ရဲ့စီနီယာအများကြီးရှိတယ်အဲ့ကျမှဒီအားကြရတဲ့လူလေးစားရတဲ့လူအားလည်းမျိုးပေါ့နော်ကိုသူတို့ကိုကြည့်ပြီးတော့ အကျိုးစားရတယ်လို့အဲ့လိုလိုမြန်မာ fighter တွေကလူတွေရှိကိုယ် idol ပေါ့နော်ဟုတ်ဟုတ်ကျွန်တော်ကြိုက်တော့ဟိုဟာဆိုလင်ဦးဆိုလင်ဦးလည်းကြိုက်တယ်ဗျပြီးရင်တွေးလင်းထက်တွေးလင်းထက်အကုန်လုံးကြိုက်ပါတယ်အဲမူရောကျွန်တော်ဟိုဒါတွေပဲဆိုတော့အကုန်လုံးကြိုက်ပါတယ်ဗျဟောအဲ့တော့ဒါညီတန်းစင်တော့ဟောဟောဒီ1မှာရောဘယ်လောက်ထိအောင်မြင်အောင်လုပ်မယ်လို့ရည်မှန်းချက်ထားတာမျိုးရှိတယ်ဗျဒီကြောင်းသွားမယ်လို့စဉ်းစားထားတာမျိုးရှိတယ် ဟောကျွန်တော်အဲ့တော့မပြောချင်သေးဗျတဆင်ကျွန်တော်တဆင်ချင်းမဲ့သွားမယ်ဗျဟောဟာကိုယူမန်ချက်ကိုတဆင်ချင်းမဲ့သွားမယ်ဟောဟောဟောအဲနောက်ပွဲတွေအတွက်တော့ဟိုဘလောက်ဒီဒီနေ့နိုင်ရောခွန်အားရလဲဘလောက်ဒီကြိုးစားဖို့လဲဟုတ်တယ်ပွဲတွေလာဖို့အရှိန်းဟောဟောကျွန်တော်ကျွန်တော်ထင်တာတော့ဒီဘွေးရှင်တော့ကျွန်တော်လာမထိုးတော့ အာလမ်းထိုးလို့လည်းထင်တာဒါပေမဲ့ကျွန်တော်အကောင်းဆုံးလဲစ조사လာခဲ့တဲ့ကျွန်တော်စ조사လို့လဲအနိုင်ရခဲ့တဲ့အဲ့ဒါအဲ့ဒါကြောင့်ကျွန်တော်အနိုင်ရတဲ့ရခဲ့တဲ့ပြီးရင်နောက်လဲပြန်လာထိုးမှာဗျအဲ့ဒီနိုင်ွယ်ကနောက်ထပ်ခြေလမ်းအတွက်ခွန်အားပေါ့နော်ဟုတ်ကဲ့ဗျာဟုတ်ဟုတ်ပါတယ်ဗျာကျေးဇူးပါဟုတ်ကျေးဇူးပါဗျာဒီလေးဒီနောက်လာမယ့်ပွဲစဉ်တွေမှာပေါ့နော်ဟုတ်ဟာ1 championship မှာ fighter တွေအများကြီးရှိတယ် တော့ခုအနေနဲ့ထိုးတက်ခြင်းနဲ့ဖိုက်တာမျိုးရှိလားရှိမယ်ဆိုရင်ပြောပြပေါ့ခုထိုးတက်ခြင်းနဲ့ဖိုက်တာလေးထိုးထိုးခြင်းနဲ့ဖိုက်တာထိုးခြင်းနဲ့ဖိုက်တာအော်နောက်ပွဲစဉ်မှာတကယ်လို့ခုရရမယ်ဆိုရင်ဒါဘလိုဖိုက်တာမျိုးနဲ့ထိုးခြင်းလေဆိုတာမျိုးရှိလားပြောပြပေါ့အော်ကျွန်တော်အော်ကျွန်တော်ဝိတ်တမ်းမှာတော့ဘယ်သူမတိရအောင်ရမတိကျွန်တော်မတိဆိုတော့ အဲ့တော့မပြောချင်သေးဘူးဟုတ်အဲ့တော့ဝိတ်တန်ဝိတ်တန်လာတူပြီဆိုတော့ဘယ်ဖိုက်တာပဲလာလာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်အဲ့တော့ညီလေးရှစ်တစ်ခေါက်သွားဆိုတော့ဒါအိမ်မက်ဒီမက်တော့နော်ဒီတစ်ခေါက်အိမ်မက်တော့မက်ဒီလားပြောပြပါဦးဒီတက်မက်တရားဖြစ်တော့အောင်ရှစ်တစ်ခေါက်ကဒါအိမ်မက်မက်တာအလဲထူးပြီးတော့နိုင်ရလို့မက်တယ်ပေါ့နော်တကယ်နိုးလာတော့အလဲထူးခင်ရတာကိုဖြစ်နေတယ်ဒီတစ်ခေါက်မှာရောဒါအိမ်မက်ကောင်းလေးရှိပြောပြပါဦးအော်အဲဒီတစ်ခေါက်တော့ အာထွန်းမင်းနိုင်ပြောတယ်လို့ပဲဟိုကဒီတခါအိမ်မက်မဲ့အနိုင်ပဲဆိုတော့ဒီတခါအိမ်မက်အိမ်မက်မဲ့တော့ဆိုတော့အော်မဲဘူးရဘလူမက်လာကျိုးအရင်ပွဲလာကောအရင်ပွဲပွဲပွဲအော်ဒီပွဲတော့ဘာအိမ်မက်မမဲဘူးဗျာအော်အားကြောင့်နိုင်လားဟုတ်ဟုတ်အဲ့တော့ ကျုံနောက်ဆုံးအဆုံးပြေးလိုက်လို့နော်ဟုတ်ကဲ့ဗျာဒီနေ့ဟာလင်းခုကိုအပင်းနေတဲ့ဒီမှာတဝန်းကပရိသတ်တွေနဲ့ဟောတာမြန်မာနိုင်ငံမှာကြီးစုအပင်းနေတဲ့ပရိသတ်တွေနောက်ဆုံးနှုတ်ဆက်စကားတွေနဲ့ဒါပြောချင်တာပြီးရှိတာဒီနိုင်ပွဲအတွက်ခန်းစားချက်ဟောကုန်ပေါင်းပြီးတော့ပြောပြီးဩဟုတ်ဟုတ်ကျွန်တော်ဒီနေ့နိုင်ပွေရနိုင်ပွေရတဲ့အတွက်ကျွန်တော်အရန်ကိုဝမ်းတာပါတယ်အတိုင်းမတည့်အောင်ဝမ်းတာရပါတယ်ကျွန်တော်ကျွန်တော်ပရိသတ်ဒီအလုံးကကျွန်တော် ဝိုင်းပြီးအပေးကြတယ်ဝိုင်းပြီးအပေးကြတဲ့အတွက်ကျွန်တော်အရင်ဝန်တော်ဝန်နောက်ပြီးအော်ဆက်လက်ပြီးအပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျာပြီးရင်ကျွန်တော်နိုင်ငံခြားရောက်နေတဲ့ဟိုအမ်ကျွန်တော်မင်းတတာဒီကြောင့်လဲကျွန်တော်ဒီ ठी ကိုရောက်လာခဲ့တာဖြစ်တယ်ဗျာဟုတ်ဟုတ်သူတို့ဟုတ်ဟုတ် ျေးဇူးဟုတ်အားလုံးကိုကျေးဇူးများရည်တင်ပါဗျာနောက်ပြီးဆက်လက်ပြောပြကြပါအောင်ဗျာဒီနိုင်ပွဲအတွက်ကျေးဇူးရှိမှာဟုတ်ကျေးဇူးပါဝမ်းသာအောင်ကျေးဇူးတင်